မင်္ဂလာပါ ရန်ကုန်တိုင်းရန်ကုန်မင်္ဂလာပါရန်ကုန်တိုင်းပဒေလမ်းမကြီးပေါ်မှာဖြစ်ွားတဲ့ရင်တိုက်မှုသတင်းကိုကြီးညာပေးပါဖြစ်ပါတယ်ဒီနေ့ဧပြီလ17ရက်နေ့မနက်9နာရီဝန်းကျင်ကရန်ကုန်ပဒေလမ်းမကြီးပေါ်လှန်သာမြို့နယ်ထန်းတမင်တာဆုံအကျုံမှာယင်၃ဆင့်တိုက်မှုဖြစ်ပွားပြီးအမျိုးသားတဦးတေဆုံးကလူ၆ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ကိုဒီနေ့မနက်9နာရီဝန်းကျင်မှာဖြစ်ပွားတယ်လို့ဒေသခံပရာဟိတအသင်းကလည်းသိရပါတယ်ဖြစ်စဉ်ကခီးတဲ့တင်ရင်ရဲ့နောက်ပိုင်းကိုဆယ်ပြီးကဝင်တုံးပြီးပြီး လက်ထက်ကစန့်ကျင်ဘက်ယာဉ်ကြောကရေတံဘူးတင်ဆောင်လာတဲ့ကားကိုဝင်တိုက်မိတာကြောင့်ရေတံဘူးတင်ဆောင်လာတဲ့ကားကလမ်းဘေးကားမတိုင်ကိုထပ်မံဝင်တိုက်လို့ကားမတိုင်အတွင်းထိုင်ကစောင့်နေတဲ့တာမီနှစ်ဦးနဲ့အမေဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိတယ်လို့သိရပါတယ်။ထိုပြစင်ကိုဒေသခံပရာဟိတဝင်တဲ့သူဖြစ်သူဦးတီကအခုလိုပဲပြောကြခဲ့ပါတယ်။ကျွန်တော်တို့ရောက်တော့ပြစင်ကိုဘေးဘက်ဝင်ချင်းပြန်ပြောပြတာကခီးတဲ့တင်ကားမတိုင်မှာရုတ်တရက်ရနာချင်းနောက်ကနေပါလာတဲ့ဆေဘီကားကဝင်တိုက်တာ။ရင်လိုင်းက52လိုင်းရင်လိုင်း ဆေဘီကာကခီးတဲ့တင်ကားကိုဝင်တိုက်ပေမဲ့သူဆွဲလဲတဲ့ပုံရပါတယ်သူကရဲ့ခါပိုင်းလောင်တဲ့ခီးတဲ့တင်ကနောက်ပိုင်းကိုတိုက်တယ်ခေါင်းပိုက်ကတဖက်ရင်ကြောကရင်တမ်းမှုပို့တဲ့ကားကိုတိုက်တာရင်တမ်းမှုပို့တဲ့ကားကရင်မောင်းကမှတ်တိုင်ကိုတိုက်ပြီးကားလဲအတော်ထိနာပြီးအဲ့ဒီနေရာတွင်ဆုံးသွားပါတယ်ရင်တမ်းမှုပို့တဲ့ကားနဲ့တိုက်ပြီးတယ်ကားမှတ်တိုင်မှာစောင့်နေတဲ့တာမီနှစ်ယောက်မှလည်းအမေဖြစ်သူကအချင်းနေဆိုးတယ်လို့ MD New ကိုပြောပြပါတယ်အဆိုပါရင်နှိုင်းမှုဖြစ်စဉ်ကြောင့်အမျိုးသား2ဦးပြင်းထန်စွာဒဏ်ရာရရှိပြီးအမျိုးသမီး4ဦးဒဏ်ရာရရှိက တဦးမှာစိုးရင်ရဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။ဒဏ်ရာရရှိသူတွေကိုဒေသခံလူမှုကွန်ရက်အသင်းကလှိုင်းသာယာဆေးရုံစီသို့ပို့ဆောင်ပေးပြီးအဲ့ဒီနေ့ကမှပြင်းထန်ဒဏ်ရာရရှိသူအမျိုးသမီးကိုရန်ကုန်ဆေးရုံကြီးစီထပ်မံလွှဲပြောင်းပေးတဲ့အကြောင်းလိုက်လံပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရပါဗျ။